အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစံသတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖန်တီးတော့ပိုးနဲ့ပလောင်တို့ရဲ့လူနေမှုဘဝကွာချားပုံကိုတင်ပြလာတယ်ထွန်းမြတ်သူရဲ့ရုပ်သံဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဒါပေမဲ့ထွန်းမြတ်သူကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ုးနဲ့ပလောင်လူမျိုးတွေဟာရှမ်းပြည်မှာနေထိုင်ကြတဲ့လူမျိုးတွေဖြစ်အများကြီးကြပါတယ်ရှမ်းပြောင်းမှာတော့ပလောင်လူမျိုးစုတွေကအနေများပြီးရှမ်းတောင်မှာတော့ပိုးအိုးလူမျိုးစုတွေကအနေများပါတယ်ပိုးအိုးလူမျိုးစုတွေကရှမ်းတောင်နဲ့မကပါဘူးအကိုတိုင်းအဆက်တည်းနဲ့ကယားပြည်နယ်ခရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေအထက်ထိပါခြေဆန့်ပြီးအခြေချနေထိုင်ကြတဲ့လူမျိုးစုတွေဖြစ်ပါတယ်ဒါတထုံမှာဆိုလို့ရှိရင်အလန်တရားနေမျိုးဆိုတာပိုးအိုးတွေရဲ့အမတန်ထင်ရှားကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တင်ပြချင်တာကပလောင်လူကြီးတွေရဲ့ကိုယ့်ရဲ့လူမျိုးတွေအပေါ်မှာရှိတဲ့အမြင်ပလောင်လူကြီးတွေရဲ့နိုင်ငံရေးရေချိန်နဲ့ ပအိုလူကြီးတွေရဲ့နိုင်ငံရေးအခြေအနေကိုပြောချင်တာပါပအိုရွာမှာအဲစာသင်ကျောင်းမရှိတဲ့ရွာတို့မိမရှိတဲ့ရွာတို့ဆိုအမတန်နည်းပါတယ်ခုနောက်ပိုင်းပလောင်ရွာတွေကခုချိန်ထိကိုတချို့နေရာတွေမှာလမ်းမဆက်တွေကြီးကောင်းအောင်အဲကားလမ်းပေါက်အောင်တော့မနေလို့နေရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီနေရာမှာဒါရှမ်းပြည်တောင်ပိုင်းဟာဒါရှမ်းပြည်တပီလုံးရဲ့မြို့တော်ဖြစ်တဲ့တောင်ကြီးတောင်ကြီးမြို့တော်ရှိပါတယ်အဲတောင်ကြီးမြို့နဲ့မလားမကက်မှနေမယ်အပိုးတက်ဖွဲ့ဝင်နေအခြေချလှရှားတဲ့နေမြေရှိပါတယ်ဒီအဖွဲ့တွေကအစင်လာအားဖြင့် တတိုင်းမူအဲခုနောက်ခုနောက်ပိုင်းပေါ့နော်ဒုချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးဖြစ်သွားတဲ့အဲဦးမောင်အေးအတိုင်းမူဘဝကလေးကနေပြီးတော့မှအဲ့ဒီနေမြေမှာတက်မတော်နဲ့ပိုးတွေဟာချစ်ချီရင်းနေတဲ့ဆက်ဆံရေးရှိခဲ့တာထိမ့်သိမ့်လာခဲ့တာအခုချိန်ထိပါပဲတဲ့ပိုးလူကြီးတွေကိုဒါစစ်တပ်နဲ့ပေါင်းတယ်ခရိုနီဖြစ်တယ်ခရိုဝါဖြစ်တယ်ဘလို့ပဲပြောနေပါစေဒီပိုးလူမျိုးတွေဟာတဖြည်းဖြည်းနဲ့ဒီမြန်မာနိုင်ငံမှာလည်းမကောက်ဘူးထိုင်းမှာပါသူတို့ကတဖြည်းဖြည်းကြီးထွားလာတယ်သူတို့ရဲ့လူအဖွဲ့အစည်းတွေဟာတဖြည်းဖြည်းခိုင်မာလာတယ်ပိုးအိုးတွေဟာ ဟိုးအရင်ကလိုမျိုးပဲဒါဆင်းရဲတဲ့တောင်သူလုံနေတဲ့အနှိမ်ခံလူဝန်ဆတရမဟုတ်တော့ဘူးစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးပေါ်ထွက်လာတယ်ဒါဟာဘာရရလဲဆိုငိမ့်ချမ်းမှုရဲ့ရလဖြစ်ပါတယ်အိုးလူကြီးတွေဟာငိမ့်ချမ်းရေးကိုကောင်းစွာတည်ဆောက်နိုင်တဲ့အတွက်ကြောင့်မလို့ဒါတောင်ရဆိုင်တဲ့သူကလည်းကောင်းစွာတောင်ရဆိုင်ပြုံးနိုင်တယ်ကိုယ့်ရဲ့စိုက်ပျိုးပိသားတည်နေတွေကိုရန်ကုန်ကိုပို့မလားမန္တလေးကိုပို့မလားနိုင်ငံခြားကိုပို့မလား ပို့ချင်တဲ့နေရာပို့အဲ့တော့နောက်ပိုင်း NGO တွေကနေမြန်မာနိုင်ငံကိုကူညီပေးထောက်ပံ့ပေးနေတာရှိတယ်ဒါကျွန်တော်ကိုယ်တိုင်သိတဲ့ကိစ္စအဲ့တော့ရှမ်းမြောက်ကို NGO တွေကမသွားရဲဘူးသွားဖို့လည်းခွင့်မပြုဘူးတို့ရဲ့သက်ဆိုင်ရာအခွင့်အရေးတွေကဘာကြောင့်ဆိုအမတန်များတဲ့အတွက်ကြောင့် NGO တွေဟာရှမ်းပြည်အတွက်ကိုဘတ်ဂျက်ကိုရှမ်းပြည်တောင်ပိုင်းမှာတုံးပြီးလှည့်ပြန်သွားကြတယ်ရှမ်းပြည်တောင်ပိုင်းဆိုလို့ရှိရင်တောင်ကြီးအင်းလေးပင်တရဒီဟိုဟူပုံးဒီဒနုကိုပိုင်းအောင်ချွန်ခွင့်ရနယ်မြေတို့ပအိုးကိုပိုင်းအောင်ချွန်ခွင့်ရနယ်မြေတို့မှာတုံးဆွဲပြီးပြန်သွားတဲ့အတွက်ကြောင့်မလို့ပြည်ပရဲ့ NGO အထောက်ပံ့တော်များကိုလည်းတည်ငြိမ်အေးချမ်းလှတဲ့ဒါ အင်းလေးကန်ကြီးရဲ့ဘတ်ချာလေမှာရှိတဲ့ရှမ်းပြည်တောင်ပိုင်းကအရာများတယ်နောက်ခုကလည်းဒီလိုငိမ့်ချတဲ့အတွက်ကြောင့်မလို့ဘာသာရေးဆိုင်ရာပွဲတော်တွေအခုတောင်ကြီးမိဘုံမြန်ပွဲမှာဆိုလို့ရှိရင်အမှတန်အမှစီကားတယ်အာချူရပြောကြတယ်အာကားပါကင်ကြီးတွေဈေးကြီးတယ်စားတောက်တွေဈေးကြီးတယ်ဘယ်လိုပြောပြောဒီဒေသမှာရှိတဲ့လူတွေဟာဈေးရောင်းကောင်းတယ်နော်ကုတန်ရဝယ်ကြီးတွေပို့ပြီးကောင်းမွန်လာတယ်ဟိုတယ်တွေဆိုလို့ရှိရင်တကယ်ကိုဟိုအိတ်စရာအခန်းမရှိလောက်အောင်ကိုဟိုတယ်တွေလည်းအလုပ်ဖြစ်တယ်ဘာကြောင့်လဲငိမ့်ချလို့လေ ရှမ်းမြောက်မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးရှမ်းမြောက်မှာပလောင်တက်ဖွဲ့ရှိတဲ့နေရာမှန်သမျှကဘုံထီတယ်စာတင်ကျောင်းနေမီးလောင်တယ်တံတားတွေအချိုးတယ်အဲ့တော့တက်မတော်ကနေပြန်ပြီးတော့ဒီနေရာတွေပြန်ပြီးတိမ့်ပိုက်ပြီးတော့အောက်ချွေလုပ်မယ်ဆိုရင်တော့မှဒီပလောင်အကျန်းဖတ်တီဟာဒီပလောင် PNL အကျန်းဖတ်တီဟာရှမ်းလူမျိုးတွေနေထိုင်တဲ့ဒေသအများစုရဲ့နယ်မြေတွေမှာဆိုတော့တိမ့်ပိုက်သွားပြီးလို့စုခွာသွားပြီးဆိုလို့ရှိရင်စေုံနေမိရှူတာမျိုးတို့နော်လန်တံတားတွေကိုဖျက်ဆီးခဲ့တာမျိုးတို့မိသက်ကားတွေကိုမိရှူဖျက်ဆီးခဲ့တာမျိုးတို့ဆိုလုတ်ပစ်ခဲ့တယ် တကယ်တော့ဒီဟာတွေကတက်မတော်ကိုတိုက်ခိုက်တဲ့တက်မတော်တိုက်ခိုက်တဲ့နီလန်းနေမဟုတ်ဘူးဒီမိသက်ကားတွေဒီဆေးရုံစီပီကန်းတွေဒီကြောင်းတွေဒီတံတားတွေဟာဒီမှာရှိတဲ့ရှမ်းလူမျိုးစုတွေတခြားသောလူမျိုးစုတွေအသုံးပြုနေတဲ့နေရာတွေဖြစ်တယ်ဒါပေမဲ့လည်းဒါတွေကိုမငဲကွက်ဖဲနဲ့မြေလန်စနစ်နဲ့ဖျက်ဆီးပစ်ခဲ့တာမျိုးတွေအစိုးရဌာနမှန်းများဖျက်ဆီးအဲ့မှတချို့အစိုးရဌာနတွေဆိုတာပြည်သူအချို့ပြုဌာနတွေဖြစ်တယ်အဲ့တော့ဒီနေရာတွေကိုဖျက်ဆီးပစ်ခဲ့တဲ့အတွက်ကြောင့်မလို့ရှမ်းလူမျိုးစုတွေရဲ့ကြားထဲမှာ TNL ဘောမှာအမျက်ထွက်ဒေါသထွက်မှုနဲ့မနှိမ်ညွတ်မှုတွေဖြစ်လာတယ် ဒါမြန်မာတက်မတော်တော်မှာတစ်ခါမှဒီလိုရည်တွေတစ်ခါမလို့ဘူးအဲ့တခုကဘာလဲဆိုရှမ်းနေအများစုနေတီဘောမျိုးလိုမျိုးတွေနော်ဒီအနုတွေအများစုရှိတဲ့နောင်ချိုလိုမျိုးတွေမှာသူတို့ရဲ့ဒီပလောင်ကြီးရဲ့ identity ပေါ့ပလောင်စာပေနဲ့စိုင်းဘုတ်ပြောင်းချိတ်တာတို့ပလောင်တစိမ့်တွေနဲ့ဟိုပြန်လုတာမျိုးတို့ရုံတစိမ့်တွေပါလေဆိုလို့ရှိရင်လည်းပလောင်ဘာသာစကားနဲ့ပဲလုတာမျိုးတို့ဒေတာခံနေရဲ့ပေါ့မျက်နှာမဟုတ်ဘူးအဲ့ချို့တွေကပလောင်တွေကဘာပြောလဲပလောင် DDNL ခေါင်းဆောင်တွေကဘာပြောလဲဗမာလူမျိုးကြီးဝါရကျင်းတုံးနဲ့ဗမာနယ်ချက်ဘာညာပြောလို့မသူတို့ကိုယ်တိုင်နယ်ချက်ဖြစ်မှန်းမသိဖြစ်လာတယ်သူတို့ကိုယ်တိုင်ဖက်စစ်ဖြစ်မှန်းမသိဖြစ်လာတယ်သူတို့ကိုယ်တိုင်အ ကြမ်းဖက်ပြစ်မှန်မသိဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့သူတို့စီးရီးရအောင်နိုင်လာတဲ့အခါမှာရှမ်းလူမျိုးစုတွေနဲ့တခြားသောလူမျိုးစုတွေကိုနှိမ်နေ။အဲ့အတွက်ကြောင့်မလို့သူတို့ဒီနှစ်ပေါင်းများစွာဒီသူတို့ရဲ့ image ကိုသူတို့ရဲ့ပုံရိပ်ကိုပြန်တည်ဆောက်အောင်မှာဖြစ်ပါတယ်။ဒါအခုစီးရီးရနိုင်နာရှုံးနေတဲ့ခဏသာဒီရှမ်းပြည်မှာနေထိုင်တော့30 30ကြော်တော့တိုင်းသားလူမျိုးစုတွေရဲ့ကြားထဲမှာပလောင်ဟာပလောင်လူမျိုးစုတွေရဲ့ဂုံတိတ်ဟာ TNL တာဖုန်းကြော်လို့ဒါအိုက်ကြော်လို့ရဲ့ခေါင်းဆောင်မှုမတက်မှုအရေးချင်းညံဖျင်းမှုနိုင်ငံရေးစည်းကြိမ်မရှိမှုတွေကြောင့် ဒါအောက်ကြနောက်ကြဒါဖြစ်ခဲ့ရတယ်နောက်တစ်ခုကတောင်ပိုင်းမှာဆိုရင်ပအိုးကိုပိုင်အချုပ်ခွေရနေမြေတွေမှာဆိုတော့ကြည့်လိုက်ဒါပအိုးနေမြေတွေဟာသူတို့ရဲ့စီးလုံးညီညွတ်မှုဘာသာရေးဆိုင်ရာပွဲလမ်းတပင်းတွေမှာဆိုလို့ရှိရင်လည်းကောင်းမှကောင်းကထိန်တွေဆိုလည်းကောင်းမှကောင်းတော့စီးပွားရေးတွေလည်းကောင်းမှကောင်းပညာရေးတွေလည်းကောင်းမှကောင်းဘာဖြစ်လာလဲဆိုရင်မြန်မာနိုင်ငံမှာနံပါတ်5အဆင့်နဲ့အာနံပါတ်5အဆင့်အင်အားအကြီးဆုံးလူမျိုးဖြစ်လာတယ်။အဲဒီမှာငါအဆင့်ဆိုတော့မြန်မာနိုင်ငံမှာလူကြီးအများဆုံးကဗမာလူမျိုးပေါ့။ဗမာလူမျိုးပြည်နယ်ဒုတိယလူကြီးအများဆုံးကရှမ်းလူမျိုးဖြစ်ပါတယ်။တတိယလူကြီးအများဆုံးကကရင် current လူမျိုးဖြစ်ပါတယ်။အဲစရုပ်ထားကတော့ရခိုင်လို့ပြောပါတယ်။အဲ့တော့ဒီ ပြစ်စမလောက်မှာပအုပ်ဝလိုက်လာတယ်ချင်းထက်လဲသူကဒီအင်အားမှာစီးပွားရေးအင်အားလူမျိုးလူမျိုးစုအကြီးအတွက်ပုံများလာတယ်ဘာလို့စစ်မှတ်မရှိဘူးစစ်မှတ်မရှိတော့လူတွေမသေးချင်ဘူးအစီးပွားရေးတွေကောင်းတယ်ကျောင်းတွေတန်းတယ်ပညာတတ်အကြီးအတွက်ကလည်းဒီတိုင်းသားလူမျိုးစုတွေရှမ်းပြည်နယ်မှာရှိတိုင်းသားလူမျိုးစုတွေမှာရှမ်းပြီးလို့ရှိရင်ပအုပ်ဝပညာရေးအကောင်းဆုံးလူမျိုးဖြစ်လာတယ်နောက်အစီလုံးဆုံးလူမျိုးဖြစ်လာတယ်အကျွဲဝါဆုံးလူမျိုးဖြစ်လာတယ်ဒါပါလေငင်းချမ်းမှုကိုတိဆောက်နိုင်တဲ့အတွက်ကြောင့်မလို့ တပုတ်ကောင်းဆောင်တွေကဘာလုပ်မှာလဲဟုတ်တယ်စစ်တပ်နဲ့ပေါင်းပြီးဟိုဘာလုပ်တယ်ဒါလုပ်တယ်ဘလူးပဲပြောနေပါစီပို့တက်တက်သားတွေဟာအစားပို့ကောင်းဆောင်တွေပို့အဲပို့အရာရှိတွေတော်တော်များများသည်သူတို့ရဲ့သူတို့ရွာကိုစုတက်အောင်လုပ်နိုင်တယ်သူတို့ကိုယ်တိုင်ချမ်းသာအောင်လုပ်နိုင်တယ်သူတို့ဆွေမျိုးမိဘမောင်နှမတွေကိုလည်းချမ်းသာအောင်လုပ်နိုင်တယ်စစ်တိုက်ပြီးတော့အချိန်မဖြုံးဘူးငွေမဖြုံးဘူးကြီးမဖြုံးဘူးသူတို့ဒေသကိုသူတို့တာဝန်ယူနိုင်အောင်တက်မတော်စီကနေပြီးတော့တက်တချို့ပို့ရွာတွေမှာဆိုတက်မတော်မရှိဘူးတော်တော်များများမှာမရှိပါဘူး သူတို့ရွာရဲ့လုံချုံကြီးသူတို့ပဲလုပ်တယ်အခုဘုံကဒီကိုရင်လေးတို့ဘာလို့အကုန်ထန်ဆန်းကူကြော်ဘာလို့ရှိရင်ဖျားတွေဘာတွေမှာလုံချုံကြီးယူနေတာမြန်မာတက်မှာတော့မဟုတ်ဘူးဒါဟိုက PNO ကပဲတာဝန်ယူနေတာအဲ့ထက်မှဆုံးပြူပေါ့တချို့ပိုးအဖွဲတွေရှိလဲသူတို့တွေကနှိမ်နှင်းပစ်တယ်ဒါကြောင့်အခုလဲဒီငင်းချမ်းကြီးအဖွဲပေါ့နော် င်ဂျင်အဖွဲ့မှာဥဆောင်နေပြည်ဆိုဥခုံဥက္ကာဆိုရှိတယ်ဥခုံဥက္ကာတို့ရဲ့အမြင်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းအဘဥခုံဥက္ကာနဲ့တွေ့ဆုံမှုတယ်သူဆိုပြောတယ်ရှမ်းပြည်တောင်ပိုင်းမှာဟာပို့နေရဆိုပေမဲ့အင်းပြည်နယ်မှာလည်းနေတယ်ဘကိုးအဆက်မှာလည်းနေတယ်ဒီဟွာမွန်ပြည်နယ်ထဲမှာလည်းနေတဲ့အတွက်ကြောင့်သူတို့ကပြည်တော်စုဖြစ်နေမှာရမှာခွဲထုတ်လိုက်လို့ရှိရင်သူတို့ပကိုးစုမျိုးစုတွေကွဲထွက်သွားမယ်တကယ်ကြမ်းသူတို့ပြည်နယ်မရဘူးဆိုပေမဲ့ပြည်နယ်ရထားပြီးသားကရားထက်လေဟိုကလူမျိုးစုများတယ်လူမျိုးအရှိတ်အတွက်များတယ်ချင်းထက်လေများပါတယ် ဒါပေမဲ့လူမျိုးကြီးတွေအတွက်များများရှိပေမဲ့ပြည်နယ်မရဘူးဘာလို့ပြည်နယ်မရလဲဆိုရင်သူကတုံးပြည်နယ်တတိုင်းတုံးပြည်နယ်နဲ့တိုင်းဒေသကြီးတခု၄ခုကွဲထွက်နေတဲ့အတွက်ကြောင့်မလို့သူတို့တွေဟာဘလို့မှကိုသူတို့တကူပြည်နယ်အနေနဲ့မရဘဲနဲ့သူတို့ကိုပိုင်အုပ်ချုပ်ခွင့်ရအနေနဲ့ပဲသူတို့နေကြရတာဖြစ်ပါတယ်။ဒါကြောင့်ဒါပို့တွေကိုနမူနာယူပြီးတော့ပလောင်လူကြီးတွေကလည်းကိုယ့်ရဲ့ဒေသကိုယ့်ရဲ့ရွာမှာလုံခြုံအောင်ရေမရတဲ့နေရာမှာရေမီးမရတဲ့နေရာမှာမီးကြောင်းမရှိတဲ့နေရာမှာကြောင်း စီကံမရှိနေမှာစီကံဆိုပြီးတော့ခုလိုမျိုးဆိုဖြစ်တည်ရမှာဖြစ်ပါတယ်တရုတ်နယ်စပ်နဲ့နှီးသွားတဲ့အခါမှာပြည်ထောင်စုစိတ်တည်းပျောက်ဆုံးသွားပြီးတရုတ်ကိုအားကိုပြီးတော့เนาะမြန်မာနိုင်ငံမှာရှိတဲ့တခြားသောတိုင်းဒေသလူမျိုးစုတွေရဲ့နောက်ကျောဓာတ်နဲ့ထိုးရဲ့လုတ်ရက်ကိုလုတ်ခဲ့တဲ့ TNL ဟာမြန်မာတမိုင်းမောင်ကမ္ဘာတမိုင်းမောင်အစတင်တော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်